ဂျပန်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ JASDF ဟာမြောက်ကိုရီးယားဘက်ကပြစ်ခတ်လိုက်တဲ့ဒုံးကျည်တွေကိုပယ်ချင်းဒုံးခွင်းစနစ် PAC-3 နဲ့ဂျားဖြတ်ပစ်ချတဲ့လေ့ကျင့်မှုနဲ့အခြားစစ်ဘက်ဆိုင်ရာလက်နက်ကိရိယာတွေကိုစမ်းသပ်တဲ့စစ်ရေးလေ့ကျင့်မှုတရက်ကိုဇော်လ27ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။မကြသေးမီလအတွင်းကဒုံးကျည်စမ်းသပ်မှုတွေအများအပြားပြုလုပ်ထားခဲ့တဲ့မြောက်ကိုရီးယားနိုင်ငံရဲ့တင်မာမှုတွေမြင့်တက်နေချိန်မှာဒုံးကျည်ပြစ်ခတ်တိုက်ခိုက်မှုကိုဂျားဖြတ်ပစ်ချတဲ့စစ်ရေးလေ့ကျင့်မှုကိုဂျပန်နိုင်ငံကပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီလေ့ကျင့်မှုမှာတော့ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်စစ်တီရီရဲ့တပ်ဖြတ်နေရယူပုံတွေ PAC-3 ဒုံးပစ်စင်အသုံးပြုပုံနဲ့ရေဒါဖန်ဆန်အန်တနာမက်စ်ဂရုအစရှိတဲ့အခြားစစ်လက်နက်ပစ္စည်းတွေအသုံးပြုတဲ့လေ့ကျင့်မှုတွေပါဝင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစီးရေးလေ့ကျင့်မှုကိုလူသိရှင်ကြားထုတ်ဖော်ပြသမှုဟာဂျုံနောက်ဂျုံငယ်ဖြစ်စဉ်တစ်ခုဖြစ်ပြီးဂျပန်နိုင်ငံရဲ့စီးရေးလေ့ကျင့်မှုအများပြကတော့မီဒီယာတွေကိုဖိတ်ကြားလို့မရှိဘူးလို့သိရပါဗျ။အဲ့ဒီစီးရေးလေ့ကျင့်မှုကိုအများပြည်သူသိရှိအောင်ထုတ်ဖော်ပြသခဲ့တဲ့ဂျပန် န်လီကျောင်းကာကွယ်ရေးတပ်ဖွဲ့ GASDF ရဲ့ရည်ရွယ်ချက်ကတော့ပယ်ထိန်ဒုံခွေစနစ်စွမ်းရည်ပုံမှုတိုးတက်လာပုံကိုပြည်သူတွေသိရှိလာပြီးစိတ်အေးလက်အေးရှိစေဖို့အတွက်ပဲဖြစ်တယ်လို့ပိုမူအကီနိုရီဟာနာဒါကပြောပါတယ်။မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်ပစ်လို့မှုတွေဟာကုလသမဂ္ဂရဲ့သဘောတူညီချက်တွေကိုချိုးဖောက်နေတာဖြစ်တယ်လို့ဂျပန်နိုင်ငံကမကြာခဏဆိုသလိုပြစ်တင်ရှုတ်ချမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ယခုနှစ်အစောပိုင်းမှာတော့ဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေရဲ့အဆိုအရဟာမြူနီစပယ်ဒေတာအသီးသီးကိုရွှေ့ပြောင်းခဲ့ ယ်ဆယ်ရေးဆိုင်ရာအကျိုးပြင်ဆင်မှုတွေလှုံ့ဆောင်နေပြီးပြည်သူတွေနုံနုံကြကြရှိအောင်တတိပေးမှုတွေပြုလုပ်သွားဖို့ညွှန်ကြားထားခဲ့တယ်လို့လည်းသိရပါဗျာ။